တဲ့မင်္ဂလာပါဒါလေးကတော့မလိုင်အနှစ်လေးပေါ့နော်မလိုင်အနှစ်လေးလုတ်ပြပါလို့မင်းနေကြတဲ့သူတွေအတွက်ဒီနေ့အလွယ်ကူဆုံးနဲ့အယိုးရှင်ဆုံးလုတ်နီလေးကိုပြောပြမယ်သိချင်တဲ့သူတွေက comment မှာသိချင်တယ်လို့ရေးထားခဲ့မယ်ဘယ်လိုလုတ်ရလဲဆိုတော့ channel သူတွေကကြည့်မယ်တော့မကြည့်ခင်စားကြပါဦးနော်ကန်ချန်လို့မလိုင်ပြည့်နွားလို့လုတ်မယ်ဆိုရင်ချန်ကဒီလိုမျိုးတစိုက်ကိုသုံးတယ်ပေါ့နော်သူကအထုပ်နဲ့လည်းလာတယ်ဘူးနဲ့လည်းလာတယ်မလိုင်ပြည့်နွားလို့လုတ်ရေးထားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် ချိန်ပြီးတော့မှာထည့်မယ်เนาะဒါကတော့900မီလီလုံးမယ်ဒီ900မီလီကိုကျွန်တော်ကြိုလိုက်မယ်เนาะ VAA လေးနဲ့စတင်ကြိုမယ်เนาะ အာဒါဆိုနည်းနည်းလေးပူလာနည်းနည်းလေးပူလာတဲ့အခါကျရင်ဒီမှာသိလားဒီဘေးလေးတွေကိုနှကန်းသားလေးကြည့်လိုက်သူကအဲ့ဒီမှာရှင်းရှင်းပြရနော်ဒီမှာသူအရေးကြီးလေးတွေဖြစ်သွားတယ်သိလားပြီးတော့သူကသူခဲသွားလိုက်မယ်နော်ဟုတ်သလားဒါဆိုနည်းနည်းလေးစတင်ပြီးတော့မှဖြစ်နေတယ်ဒါထဲခါစပါစီပြနော်အာဒါလေးကိုဒီလိုဘေးလေးနည်းနည်းလေးတိမ့်ပေးမယ်နော်หมวยเสียบ่ลงเนาะหมวยตัวมะแคอืมอาจิฉันตาเล็กทุบอย่างเนาะเห็นล่ะ အရေးကြီးလေးတွေထွက်လာနော်အဲဒါကိုခတ်ထုတ်ကြမလို့ခဏထားပါဦးမိအေးအေးလေးနဲ့တည်ပြီနော်မိတအားပြင်းလို့လည်းမရဘူးမိတအားကြီးနဲလို့လည်းမရအောင်အနီတော်တော့ပေါ့ဒါလေးကိုခဏလေးပေါ့နော်5မိနစ်လောက်ထပ်ကြည့်ဒီလိုမျိုးချလိုက်တဲ့အခါကျရင် အရေးကြီးတီတန်တို့တီတန်ဖြစ်ပြီဆိုကျွန်တော်ဒီလိုမျိုးစကားလေးနဲ့စစ်ပြရမယ်နော် မလိုင်းဖက်တို့ကိုခွဲထုတ်မှာပေါ့နော်ဒီရေအချီနဲ့ခွဲထုတ်ပြီးသွားလို့ရှိရင်ရေတန့်နဲ့နှစ်ခါစီးပေးမယ်နော်ကျတာဆိုရင်ခဏတော့ကထုတ်လိုက်ကြမလိုက်နော်။ဒါလေးအကုန်လုံးချက်ချမယ်။ ာဒီလိုမျိုးထွက်လာပြီဆိုရင်တော့ဒါတုံးလို့တော့ရပြီဒါပေမဲ့ဒီတိုင်းစားမယ်ဆိုရင်တော့အရသာတိမ်စီပေါ့နော်ဆရာတော့အရသာဆက်တယ်အရသာဆက်တဲ့ခါကျရင်သူ့ရဲ့နွားနို့ကိုပဲဒါကသူကသူအကြက်ပေါ့နော်ဒီနွားနို့ကိုပဲ30မီလီထည့်လိုက်မယ်โอเคပြီးတော့လို့စီရင်နှုတ်စီ30မီလီထည့်နော် ဒီဇွန်ကကြတော့30မီလီဇွန်เนาะတကယ်လို့ဒီလိုဇွန်မျိုးမရှိဘူးဆိုရင်တော့ဒီမီလီချိန်ခွက်တွေနဲ့ချိန်ထည့်လို့ရတယ်ဒါလေးကိုထည့်လိုက်မယ်အစားကိုမှုလိုက်မယ်เนาะတအားကြီးဟိုမချေနဲ့ပေါ့เนาะအဖက်လေးတွေပြီးဖြစ်ချင်းเนาะကိုရေခဲတက်တာထဲမှာနိုင်ယူရလောက်ပေါ့เนาะထားရရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နည်းနည်းမမာလေးဖြစ်သွားတာပေါ့เนาะတကယ်လို့ဒီတိုင်းပဲသုံးမယ်ဆိုရင်လည်းသုံးလို့ရပြီเนาะ